皆さんこんばんは。ဟုတ်ကဲ့ပါကျွန်တော်ဒီနေ့မျှဝေပေးသွားမယ့်အကြောင်းအရာလေးကတော့ကျွန်တော်တို့ဒုက္ခသည်ခါဆလို့ရောက်တဲ့အချိန်မှာပေါ့เนาะအကြောင်းပြချက်ရေးရတဲ့ review shop review shop အကြောင်းကိုကျွန်တော်မျှဝေပေးသွားမှာဖြစ်ပါတယ်။ဆိုတော့ဒါကတော့ဂျပန် version ပေါ့เนาะဂျပန် version ပြီးရင်ကျွန်တော်မြန်မာ version ကိုပြောပြပေးမယ်ပေါ့เนาะ။ဆိုတော့ကျွန်တော်ကြည့်ကြည့်ကြမယ်။ review shop မှာ review shop မှာဘာတွေရေးထားလဲကြည့်ကြည့်ကြမယ်ကြ။ဆိုတော့ review shop ဒါနှစ်လရဲ့ပေါ့เนาะ။ ਨੇ ကတ်ဘီနင်ကပီဟုတ်ပြီနော် ရှိမဲ့ရှိမဲ့ဆိုတာအမည်နာမဟုတ်ပြီနော်အမည်နာမရှင်းစေခြင်းဒါလျှောက်ထားတဲ့သူကျွန်တော်ဆိုရင်ကျွန်တော်ကိုယ်နာမည်ကိုထည့်ရမှာပေါ့နော်ထွန်မင်သူဇောဇောဆိုရင်ဇောဇောကိုဒီမှာခုတ်ဆက်ကြီးခုတ်ဆက်ကြီးဆိုတာကြတော့နိုင်ငံပေါ့နော်ဘယ်နိုင်ငံကလဲကိုကမြန်မာနိုင်ငံသားဆိုရင်ဒီမှာမြန်မာရေးမယ်ဟုတ်ပြီအဲ့မှာ1 2 3 4နံပါတ်၄ခုပါတယ်နံပါတ်၄ခုနံပါတ်၁ကနေစကြည့်မယ်ရှင်းစေခြင်းလျှောက်ထားတဲ့သူလျှောက်ထားတဲ့သူကဘယ်ဘလိုလူမျိုးလဲပေါ့နော် မြန်မာကုတ်စကိရှမြန်မာနိုင်ငံသားဖြစ်တယ်ကောမြန်မာနိုင်ငံသားမဟုတ်ဘူးမြန်မာပြည်မှာနေထိုင်တဲ့သူဖြစ်တယ်မြန်မာနိုင်ငံသားမဟုတ်ဘူးဆိုရင်တော့ကျွန်တော်ဒုတိယဟာကိုအမှန်ကြီးရှင်းလင်းရပါပြီအဲ့ဒီအပေါ်ကမြန်မာနိုင်ငံသားလည်းမဟုတ်ဘူးမြန်မာပြည်မှာနေတဲ့လူလည်းမဟုတ်ဘူးဆိုရင်ကျွန်တော်တို့အောက်ကဟာအမှန်ကြီးရှင်းလင်းရတယ်ပေါ့နော်ဟုတ်ပြီကျွန်တော်နံပါတ်1ကြည့်မယ်ရှူရောခီဘောနော်အလုံးလုံးဖို့ဆန္ဒရှိမရှိ အလုပ်လုပ်ဖို့ဆန္ဒရှိတယ်ဆိုရင်ကျွန်တော်အပေါ်ကဟာဒီအတိုင်းပဲအမှန်ကြီးချင်းလည်းရပြီ shuro keyboard suru အလုပ်လုပ်ချင်ပါတယ် shuro keyboard ရှိနိုင်ဆိုရင်အလုပ်မလုပ်ချင်ပါဘူးနံပါတ်3 kenzai ryu shiteru zaiyu shikaku ni motozuku kasudo အခုလက်ရှိကန်ဆောင်ထားတဲ့ဗီဇာရဲ့ဗီဇာနဲ့ပတ်သက်တဲ့အကြောင်းရင်းတွေကိုကျွန်တော်ကြည့်ကြည့်မယ်ဆိုတော့ကိုက yotedo di manyoshita ျွန်တော်တို့သတ်မှတ်ထားတဲ့အစီအစဉ်တိုင်းပဲပြီးဆုံးသွားခဲ့တယ်ဆိုရင်ကျွန်တော်တို့အပေါ်ကမန်ချစ်ချစ်မယ်ဥပမာသူကဘာလို့ဆိုလိုလာလဲဆိုရင်ခဲရကူခိခံမန်းကျော်စာချုပ်တက်တန်းပြတာဂျီရှူးရှူးတော့ trainee သမားတွေအလုပ် trainee ပြီးဆုံးတာပေါ့နော်စုစုညောဆိုတာကြတော့ကျောင်းသားကျောင်းသူတွေကျွန်တော်တို့ကြောင်းပြီးတဲ့ဟာရှူရောနတ်တို့ဒါတခုခုပြီးဆုံးတဲ့လူတွေကတော့ကျွန်တော်အပေါ်မှာအမှန်ကြီးချစ်ပေးပါဟုတ်ပြီနော်ကိုကတခုမှမပြီးဆုံးဘူးတခုခုရောတဲတို့ဒီမန်ယောရှိတဲ့နိုင် တို့ကျူရှူရောဖကူမယုတ်အစီအစဉ်တိုင်းမှာမပြီးဆုံးတဲ့သူဂျာမာယုတ်တရလန်ကူလန်မှာထွက်လိုက်တဲ့သူတွေဆိုရင်အောက်ကကိုအမန်ချစ်ချစ်ပေးပါတဲ့ဥပမာအနေနဲ့ဆိုရင်ဇာယီရှုကုလက်ရှိအလုပ်လုပ်နေစေဇာယီကကူကျူးဆိုရင်ကြောင်းတက်နေစေခိုက်ကိုဆိုရင်ကျွန်တော်အလုပ်ကထုတ်ထုတ်ခံရတာပါနော်တိုးစင်းဟို ိုးစန်းဆိုရင်တိုးစန်းဆိုရင်ကျွန်တော်တို့ကုမ္ပဏီပြိုလဲတာဂျီရှူတက်ရှုပ်ကိုဆိုတာကိုယ့်တဘောနဲ့ကိုယ်အလုပ်ထွက်လာတာရှီဆိုးဆိုရင်ပျောက်ဆုံးခြင်းဂျော့စစ်ကီဆိုတာကြတော့ကျွန်တော်တို့နိုင်ငံသားအဖြစ်မှပယ်ပြက်ခံရတဲ့ဟာတိုင်ကာကူဆိုရင်ကျွန်တော်တို့ကြောင်းကနေထွက်လိုက်တဲ့ဟာလို့ဆိုရင်ကျွန်တော်ဒီအောက်ကမှာမန်ဂျစ်ချစ်ပေးပါနံပါတ်၄ကြည့်ကြည့်မယ်။ဤကနခိုမခုနီစီတဲ့ဆိုင်ရှင်နီခိဆိုင်してください။အောက်ကဟာပေါ်မှာဒေချာလေးဖြည့်ပေးပါတဲ့။ မြန်မာရဲ့ခီကိုကူဒေကိနိုင်ရီကိုမြန်မာကိုပြန်လို့မရတဲ့အကြောင်းရင်မြန်မာတဲ့ခူးတဲ့တာကအာဒီအိမမြန်မာနီခီကိုကူဆူရီကိုတိုနီဟူအောင်ခန်းကြီးတဲ့ရူကာမြန်မာပြည်မှာအာဏာသိမ်းမှုဖြစ်ပွားခဲ့တဲ့အခုမြန်မာပြည်ကိုပြန်မဲ့ဆိုရင်တော့စိတ်မလုံးမချုံမှုကိုခံစားနေရတာအတွက်ကြောင့်ပါနံပါတ်1ဂန်ဆိုင်လိုဆိုင်ယူရှိကကူကာရာဟန်ကိုဆူရီယူဆိုတော့လက်ရှိခံထားတဲ့ဗီဇာမျိုးစားကနေပြောင်းလဲခြင်းရတဲ့ရည်ရွယ်ချက် ほの在留資格変更申請在留資格変更強化申請の場合だじゃろうちのこのャンレシャウターねあちにまそういだをピピやばめで部分はバリレそろ専門学校を卒業してミャンマーに帰ろうと思っていたのですが帰国することに不安があるので状況が良くなるまで日本で働きながら生活したいです ဆိုလိုတဲ့အဲ့ဒီကဘာလဲဆိုတော့ကျွန်တော်ကျွန်တော်အသက်မဝင်ကြောင်းကြောင်းပြီးသွားတော့ညပြီးသွားခဲ့ပါပြီပြီးသွားပြီးတော့မြန်မာကိုပြန်မယ်လို့တွေးထားစင်ပါပဲမြန်မာကိုပြန်ဖို့ဟာအဆင်မပြေတော့လို့ပါဖူအန်ဖူအန်ကမြန်မာကိုပြန်မယ်ဖို့ဟာအဆင်မပြေတော့လို့ပါဂျိုကျိုကယခုနာရူမာတယ်ဆိုတာကြတော့အချိန်နေကောင်းတဲ့အထိနီဟွန်တဲ့ဟာတရာကိနာကရာဂျပန်မှာအလုပ်လုပ်ရင်းနဲ့ဆေးကဆူရှိတိုင်းတဲ့ဆိုတာ ကြတော့အလုပ်နေထိုင်ခွင့်ပြုပါနေထိုင်ပြရစေလို့ကျွန်တော်တင်ပြချက်ကိုရေးသားတာဖြစ်တယ်ပေါ့နော်ဟုတ်ပြီဒါကိုမြန်မာလိုပြန်ပြီးတော့နောက်တစ်ခေါက်ကြည့်ကြည့်မယ်မြန်မာလိုကကြတော့ဒီခုနဟာကိုပဲဒါမြန်မာဘာရှင်းပေါ့နော်ဒီ new gun ကိုတင်တဲ့ခါကျတော့မြန်မာလိုကိုရေးထားတဲ့စာကိုတင်ရင်လည်းရတယ်ကျွန်တော်ဂျပန်ဒီဂျပန်စာကိုတင်ရင်လည်းရတယ်မြန်မာလိုရေးထားတဲ့ဟာကိုတင်ရင်လည်းဘာမှမဖြစ်ပါဘူးဆိုတော့ဖြည့်ရှင်းတင်ပြချက်တာမြန်မာဘာရှင်းကြည့်ကြည့်မယ်နှစ်လရက် လျှောက်ထားသူအမည်ကိုနာမည်ကိုထည့်မယ်ဒီနေရာမှာနိုင်ငံသားနေရာမှာမြန်မာဟုတ်ပြီနော်နံပါတ်1 2 3ဒါဒီမှာလည်းနံပါတ်၄ကိုပဲအတူတူပဲအကုန်လုံးလျှောက်လွားတင်သူကိုကမြန်မာနိုင်ငံသားဖြစ်တယ်ဆိုရင်မြန်မာကအမှန်ချစ်ချစ်ပြလိုက်ရပြီမြန်မာနိုင်ငံသားတော့မဟုတ်ဘူးဒါပေမဲ့မြန်မာပြည်မှာအခြေချနေထိုင်တဲ့သူဖြစ်တယ်ဆိုရင်တော့ကျွန်တော်ဒုတိယနေရာမှာအမှန်ချစ်ချစ်ပြလိုက်ရတယ်အပေါ်ကနှစ်ခုလုံးမဟုတ်ဘူးဆိုရင်ကျွန်တော်အောက်မှာအခြားဆိုတဲ့နေရာကိုအမှန်ချစ်ချစ်ပြလိုက်ရပါတယ်ဗျာ ဆိုတော့နံပါတ်2ကြည့်ကြည့်မယ်အလုတ်လုတ်လို့သောဆန္ဒရှိမရှိဒါကြတော့ဂျပန်မှာပေါ့နော်အလုတ်လုတ်ချင်တယ်ဆိုရင်ကျွန်တော်အပေါ်မှာအမှန်ကြီးချစ်ပေးမယ်အလုတ်မလုတ်ဖို့အလုတ်လုတ်ဖို့ဆန္ဒမရှိဘူးဆိုတော့ဒီအောက်ကဒီနေရာမှာအမှန်ကြီးချစ်ပေးပါနံပါတ်3လက်ရှိရထားတဲ့နေထိုင်ခွင့်ဗီဇာအပေါ်အခြေခံတဲ့လုံဆောင်ချက်များဆိုတော့စီစဉ်ထားတဲ့အတိုင်းပြီးဆုံးသွားပါပြီဥပမာစာချုပ်တက်တန်းကုန်ဆုံးခြင်းကျွန်တော်စာချုပ်တက်တန်းပြည့်အောင်အလုတ်လုတ်ခဲ့တယ်ဆိုရင်ဒီအောင်အမှန်ကြီးချစ်မယ် ကျွန်တော်နိပညာသင်တန်းပြီးဆုံးကြအောင်ဥမာ training ပြီးတယ်ဆိုရင်ဒီဟာမှန်ကြည့်ချင်မယ်ပွဲရချင်းကြောင်းပြီးတယ်ဆိုရင်တော့ကျွန်တော်တို့ဒီဟာမှန်ကြည့်ချင်မယ်တခုခုပြီးမြောက်ခဲ့တယ်ဆိုရင်ကျွန်တော်အပေါ်မှာမှန်ကြည့်ချင်မယ်ဟုတ်ပြီနော် season တဲ့အတိုင်းအရင်မပြီးဆုံးဘူးမပြီးဆုံးဘူးနော်တဝက်တစ်ပြင်းနဲ့ရက်စစ်လိုက်တာအပအဝင်ဆိုတော့ဥပမာကြည့်ကြည့်မယ်ကြောင်းတက်နေတယ်လက်ရှိကြောင်းတက်နေတယ်ဆိုရင်အောက်မှာမှန်ကြည့်ချင်မယ်အလုံးမအလုတ်ထုတ်ခံရတယ်ပေါ့နော်အလုတ်ထုတ်ခံရတယ်ဆိုရင်ကျွန်တော်ဒီဟာမှန်ကြည့်ချင်မယ်ကျွန်တော်ဒေဝါလီခံရတယ်ဆိုရင်ကျွန်တော်အောက်ကဟာမှန်ကြည့်ချင်မယ် မိမိသဘောဆန္ဒလျောက်လှုပ်ထွက်လာတယ်ဆိုရင်ဒီဟာကိုအမှန်ချစ်ချင်မယ်။ထွက်ပြေးတင်းချောင်လာတဲ့တင်းချောင်လာတယ်ဆိုရင်တော့ကျွန်တော်ဒီဟာအမှန်ချစ်ချင်မယ်။ထုတ်ပယ်ခံရတယ်ဆိုရင်လည်းဒီဟာအမှန်ချစ်ချင်မယ်။ကြောင်ထွက်ချင်းတဝဲတစ်ပြက်နဲ့ကြောင်ကရက်စိတ်လိုက်တယ်ဆိုရင်ဒါကိုအမှန်ချစ်ချင်မယ်။ဟုတ်ပြီနော်။ဆိုတော့နံပါတ်၄အောက်ပါအချက်လက်နဲ့ဆက်လင်း၍အသေးစိတ်ရေးသားပါတဲ့။သူကမိကုန်းနှစ်ခုမေးထားတယ်။မေကွန်နှစ်ခုမိထားတယ်အဲမေကွန်နှစ်ခုကဘာလဲကြည့်ကြည့်မယ်မြန်မာနိုင်ငံတော့မပြောင်းနိုင်တဲ့အကြောင်းပြချက် ဟုတ်ပြီနော်မြန်မာနိုင်ငံဆိုမပြောင်းနိုင်တဲ့အကြောင်းပြချက်။ဘာကြောင့်မြန်မာနိုင်ငံကိုမပြောင်းနိုင်ရတာလဲ။ဟုတ်ပြီနော်။ဒါကိုအောက်မှာအနီအောင်လေးဖြည့်ကြည့်မယ်။ဒီမှာပါတဲ့အတိုင်းပဲမြန်မာနိုင်ငံတွင် အာဏာသိမ်းမှုဖြစ်ပွားခဲ့ပြီးယခုမြန်မာနိုင်ငံတို့ပြန်သွားရမှာမလုံခြုံဘူးဟုခံစားရသည့်အတွက်ကြောင့်ဖြစ်ပါသည်။ဒီတိုင်းရေးလိုက်ရင်ကိုအဆင်ပြေပါတယ်။ဟုတ်ပြီနံပါတ် က်ရှိနေထိုင်ခွင့်ဗီဇာမှပြောင်းလဲရသည့်အကြောင်းပြချက်ဥပမာចောင်းသားကနေဒုက္ခတခါဆုလို့ပြောင်းတယ်ဆိုရင်ဘာကြောင့်ပြောင်းလဲရတာလဲဆိုတော့အကြောင်းပြချက်ကိုမပြစ်မနေရေးရမှာဖြစ်တယ်ဗောနော်ကိုကလက်ရှိဒုက္ခတကီနိုးနဲ့လုပ်နေတယ်ဒုက္ခတခါဆုလို့ပြောင်းမယ်ဆိုရင်လည်းပဲဒီအကြောင်းပြချက်ကလိုအပ်ပါတယ်ဆိုတော့ဒါကတော့ចောင်းသားတယောက်အနေနဲ့ရေးထားတာဗောနော်အသက်မွေးဝင်ចောင်းចောင်းမှာဘွေးရပြီးမြန်မာနိုင်ငံသို့ပြန်သွားမိဟုစဉ်းစားခဲ့ပါတော့လဲပြန်သွားရင်မှာမလုံခြုံသည့်အတွက်ကြောင့်အခြေအနေများပြန်လဲကောင်းသည့်အထိ ဂျပန်တွင်အလုတ်လုပ်ရင်နေထိုင်လိုပါသည်ဆိုတဲ့ဟာကိုရေးလိုက်တယ်ဆိုရင်ပဲကျွန်တော်တို့ဒီ DU show ကအဆင်ပြေသွားပြီပေါ့နော်ဆိုတော့ဒါကတော့ DU show ရေးတာအရင်လွယ်ပါတယ်ဘလို့လွယ်တာလဲဆိုတော့ဒီဟာကိုကျွန်တော်မြန်မာလိုပဲဖြစ်ဖြစ်ဂျပန်လိုပဲဖြစ်ဖြစ်ဒီဟာဒီအတိုင်းကိုပဲကြည့်ပြီးတော့ရေးလိုက်ရရတယ်ကျွန်တော်ဒီနေရာမှာနာမည်နေရာမှာပဲကိုယ့်နာမည်လေးထည့်လိုက်ရင်ကိုတော်တော်အဆင်ပြေတယ်ပေါ့နော်ဒီနာမည်နေရာတစ်ခုရေးထည့်မယ်ကိုယ့်နာမည်ကိုထည့်မယ်ဒီမှာကိုယ်လျှောက်ထားတဲ့ရဲ့ရဲ့ နှစ်ရဲ့ရက်နှစ်ရဲ့လရဲ့ရက်ကိုရေးလိုက်ရင်ဒါဒီတိုင်းကိုရေးလိုက်လို့ရပြီပေါ့နော်โอเคဆိုတော့ဟုတ်ပြီကိုကတုကုတိခဆူလို့လျှောက်တယ်အလုတ်လုတ်ခွင့်အချိန်ပြည့်ရမရဘလို့လူတွေကအချိန်ပြည့်ရတာလဲဆိုရင်ကျွန်တော်ဒီနေရာမရှင်းပြပေးသွားမယ်ပေါ့နော်ဘလို့လူတွေကအချိန်ပြည့်ရတာလဲဆိုရင်ကျွန်တော်ဒီနံပါတ်3နံပါတ်3ကအရေးကြီးတယ်ပေါ့နော် ဒီနံပါတ်၄ကတော့တိတ်အရေးမကြီးဘူးနံပါတ်၃ကအရေးကြီးပါတယ်ဘလို့အရေးကြီးတာလဲဆိုတော့ကိုက စာချုပ်တက်တန်းပြည့်တဲ့သူစာချုပ်တက်တန်းပြည့်အောင် လုပ်ခဲ့တဲ့သူဆိုရင်ကျွန်တော်တို့အလုပ်လုပ်ခွင့်အချိန်ပြည့်ရပါတယ်ကိုက trainee trainee သမားဖြစ်တယ် Jishu စစ်ဖြစ်တယ်ဆိုရင် Jishu Studio ဖြစ်တဲ့သူဆိုရင်ကျွန်တော်တို့ အလုပ်လုပ်ခွင့်အပြည့်ရပါတယ်ဟုတ်ပြီနော်ကိုကအကြောင်းသားဖြစ်တယ်အကြောင်းပြီးသွားတယ်ဆိုရင်စုစုံရောဖြစ်တယ်ဆိုရင်ကျွန်တော်အလုပ်လုပ်ခွင့်အပြည့်ရပါတယ်ဒုက္ခတိခဆိုလိုနေပေါ့နော်ဟုတ်ပြီနော်ဆိုတော့ဒီနေရာမှာနံပါတ်3ရဲ့ဒီအပေါ်ကယောတဲတူတွေမန်ယောရှိတာဆိုတဲ့ဟာနဲ့ကန့်ညီတဲ့သူတွေကအလုပ်လုပ်ခွင့်အပြည့်ရပါတယ်ဟုတ်ပြီနော်ဆိုတော့အရေးကြီးတာနောက်တစ်ခုကတော့ကျွန်တော်ဒီမှာပေါ့နော်ရှူရိုခီဘုံနော်ဥမှုချက်ကူလုပ်တဲ့နေရာမှာကျွန်တော်အပေါ်ကအမှန်ချစ်ဖို့ကတော့အရင်အရေးကြီးပါတယ်ဆိုတော့ ဒီအတိုင်းကိုပဲနာမည်လေးပြောင်းပြီးကျွန်တော်ရေးသွားယူနေကိုမှတတော်ကိုအဆင်ပြေတယ်ပေါ့နော်ဆိုတော့အရင်ထူ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 လိပ်ရှာနေကြရမလို့ဘူးတကယ်လို့ဒီဗီဒီယိုကိုကြည့်နေတဲ့မိတ်ဆွေတွေအနေနဲ့တကုတ္တခဆုလို့ကိုပြောင်းဖို့အစီအစဉ်ရှိတယ်ကိုကဒီ YouTube show ကိုရေးဖို့ဟာကိုအခက်အခဲရှိနေတယ်ဆိုရင်ဒီဥပမာကျွန်တော်ဒီအခုရှင်းပြတဲ့ဥပမာအတိုင်းလေးကိုပဲကြည့်ပြီးတော့ဖြစ်ပြီးတော့သွားတင်ယူလင်းတဲ့ပုံမှာကျွန်တော် review show ကောင်းကောင်းဘောင်ဝင်တဲ့ review shot တောင်ဖြစ်တယ်ပေါ့နော်ဆိုတော့ဒီနေရာမှာကိုကအစမုံကကိုမဟုတ်ဘူးရိုးရိုးတုတ်တိခတုတ်တိဂီနိုပဲဆိုရင်ကျွန်တော်တုတ်တိဂီနိုပေါ့နော်ခေယာခုမန်လျောရှိတယ်ဆိုတဲ့ဟာကိုရေးလိုက်ရင်ကိုတော်တော်အဆင်ပြေတယ်ခေယာခုခေယာခုခိကမန်လျောဆိုရင်အဆင်ပြေတယ်ဟုတ်ပြီနော်စုစုညောရှိတယ်ဒီမှာကြတော့စုစုညောရှိတယ်ပေါ့နော်ဒါဆိုရင်ကိုကျွန်တော်ပြည့်စုံတဲ့ review shot တောင်ဖြစ်သွားပါပြီ ဟုတ်ကဲ့ပါဂျပန်နဲ့ပတ်သက်ပြီးသိချင်တာရှိခဲ့တယ်ဆိုရင်ကျွန်တော်ဒီဗီဒီယိုရဲ့ comment box မှာပေါ့နော်ကျွန်တော်တို့ comment ရေးပေးထားခဲ့လို့ရပါတယ်ကျွန်တော်အချင်းရရင်ပြန်ပေးပါမယ်တကယ်လို့နောက်ထပ်ဂျပန်နဲ့ပတ်သက်ပြီးတော့ဘူးတရာဖြစ်စရာလေးတွေသိချင်တဲ့ဟာရှိတယ်ဆိုရင်လည်းကျွန်တော်ဒီ comment box မှာဗီဒီယိုရဲ့ comment box မှာရေးထားပေးခဲ့ပါကျွန်တော်နားလေတဲ့ဟာရှိရင်ကျွန်တော်ဘက်ကတက်နေတဲ့ဟာရှိရင်ကျွန်တော်မျှဝေပေးသွားမှာဖြစ်ပါတယ်ဟုတ်ကဲ့ပါအဆုံးထိကြည့်ရှုပေးတဲ့လူအရောက်စီတိုင်းကို အတူပဲကျေးဇူးတင်ရှိပါတယ်ဗျ See you bye bye